ဆရာကြီးမမော်တင်အောင်ရဲ့ဒေါက်တာလွမ်းဝေဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်းငါနေဝင်၍မှောင်စားပြုလင်ပင်စပယ်မြိုင်ခြံကြီးနှင့်ကံဘဲဘက်ပတ်ဝန်းကျင်တဝိုက်တီ တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်တို့ရတွင် အမြဲတစည်လိုလိုကဲပါယူပါတစားစားနှင့်ညီးတွားအဟိနေကြသောလူနာများအကြတွင်လှောက်ရှားသွားလာလျက်ရှိနေကြသောအလုံးလက်မဲ့ဆရာဝန်ကြီးဦးလန်းဝေတယောက်ဖို့စပယ်မြိုင်နှင့်ဘေးပတ်ဝန်းကျင်တို့၏တိတ်ဆိတ်ငြိမ်သက်နေခြင်းသည်ပြည်ဤပွဲကဲ့သို့ရှိနေကြသည်၎င်း၏လုပ်ငန်းကို၎င်း၏သဘောတိုင်းပြန်လည်လုပ်ကန်နိုင်ရန်အခွင့်အလမ်းနှင့်အလားလာသည့် အတော်ကြီးဝင်းနေသောဆရာဝန်ကြီးဦးလန်းဝေဖို့ငြိမ်သက်နေရခြင်းအမှုသည်တီးမခံနိုင်လောက်ဆရာကဲ့သို့ဖြစ်လာလေသည်သူ့နာထဲတွင်လူနာများ၏ကဘာပြက်လူမတက်အဟိညင်းညူတံများနှင့်ငိုယုံကြီးတွားတံများကိုသာကြားရောင်လဲရှိနေသည်တို့ရာတွင်လူနာများကိုစေကုသပေးမည်စေတမများကိုကသူသည်မတွေ့မမြင်မိကြစေတမမရှိသောကြေးလက်စံပုံများပါဆင်းရဲပွဲကြံလာသောထိုလ်လူနာများ၏နာကျင်ခြင်းကိုအပင်သူသည်တက်တာပြင်းငိမ့်စေပါမည်နီ။ စေတမမရှိသောကြောင့်သူတို့ဤနာကျင်ခြင်းကိုဒီအတိုင်းဖြစ်ထားကြတော်မူလောမတည်ပြောက်တဲ့ပါပဲလျက်စေတမမရှိ၍သူတို့ဤအတက်များကိုဒီအတိုင်းဆုံးရှုံးခံကြရတော်မူလောညဘက်များတွင်လည်းဥလန့်ဝေသည်တော်တော်နှင့်အိပ်ဆက်၍မပြောတတ်ချေသူသည်နှစ်ပေါင်းများစွာမြမနိုင်ငံအနှံ့ပြား၌သူလောက်ကန်ဆောင်ရွက်ခဲ့သောအကြောင်းအရာနှင့်အဖြစ်အပျက်များကိုပြန်လည်စဉ်းစားနေလေရှိသည် ရင်းတို့အတိတ်ကာလကသူလောက်ကန်ဆောင်ရွက်ခဲ့သောအလောက်ကန်နဲ့အเจ้าအရာများကို ပြန်လည်စဉ်းစားမိရင်ယခုအခါတွင်ဘာမှမလုပ်ရမကန်ရပဲအထီးတဲ့နေရာသောအဖြစ်ကိုခံပြင်းလျက်ရှိလေသည်ရင်းတို့ခံပြင်းလျက်ရှိရာမှာရန်ဖန်ရန်က အသက်၄၀မြောက်ပင်ကျွန်တော်လျက်ရှိနေပြီဖြစ်သောဆရာဝန်ကြီးဦးလန်းဝေသည် ကျောင်းသားလူငယ်စိတ်များပင်ဝင်လာတတ်လေသည်သူသည်သူ၏သဘောတစ်ခုတည်းနှင့်ရန်ကုန်မှထွက်သွားပြီးနောက်တောရက်ဒေသများ၌လှည့်လည်စေကုလိုသောစိတ်များပင်ပေါ်ပေါက်လာသည်တို့ရာတွင်သူသည်ရှားဝင်ကြီးတူဖြစ်လေသည်ကျောင်းသားတငယ်လေးတူလိုမိမိသဘောတစ်ခုတည်းနှင့်ထင်သလိုလှုပ်၍လည်းမဖြစ်သေးချေတော်လည်းမတော်လှချေသူသည်သူကိုယ်သူထိမ့်သိမ့်ချုပ်တီးခြင်းပြုနေရလေသည်ရင်းသောမိမိကိုယ်ကိုထိမ့်သိမ့်ချုပ်တီးရပန်များလာသောအခါဦးလန်းဝေသည် စိတ်ရှိသောလူတ attva တကောင်ပြပြီးစိတ်တူစာပြူလာသည် တကယ်ဆိုတော့လူတ attva ဤလွတ်လပ်မှုကိုချုပ်ချဲ့ခြင်းအားပြုအားကြီးလေလင်ဤတ attva သည် လူအစင်မှလျှော့ကြလာလေသည်စပဲမြိုင်သည်ကျဲဝင်း၍စိမ့်ဆူလှပသောခြံကြီးတစ်ချံဖြစ်သည်အင်ကြီးဤဘေးဘက်ပတ်လည်တွင်မုံမှန်ပြည့်စုံထားသောစပဲယုံကြည်များအပြင်ကံကောပင်များမယန်းပင်များကုန်းတိပင်များဖြင့်စိမ့်လန်းဝေစာလျက်ရှိသည် တို့ရရင် စပယ်မြိုင်တို့ရရှိလာပြီးကလေးကဒေါက်တာလန်းဝေသည်၎င်းနေထိုင်လျက်ရှိသောခြံကြီးအတွင်းသို့တစ်ချိန်တစ်ခါမှပင်လက်ပတ်ကြည့်ရှုခြင်းမပြုမိသေးပေသူသည်စိတ်တူလျက်ရှိသည်လူသားများအကြားတွင်မရက်မနာအလုံးလုံးခဲ့သောဆရာဝန်ကြီးသည်ပန်းအလှများအကြား၌တကူကောင်းตาရကြီးနူး၍မနေနိုင်ချေသူ၏များလှစွာသော လူနာများသည်စေကူတာပေမည် ဆရာဝန်မရှိဘဲငိုယိုညီးညူနေကြရစဉ်သူသည်ဇပဲ၏အလှနှင့်အနှံ့တို့ကိုအဘယ်သို့မှွေးကြူခံစား၍ရနိုင်ပါမည်နည်းတောကြုံအောင်ကြများ၌တပိမတော်နှင့်နှစ်ယောက်သားလက်လက်ဆေးကုခြင်းပြုခဲ့စဉ်ကဒေါက်တာလွမ်းဝေသည်မိုးလုံလီလုံသောအိမ်များ၌ပင်တဲခွန်နေထိုင်ခြင်းမပြုခဲ့ရခြင်းသူသည်အစီအတော်မပါသောထမင်းဟင်းများကိုသာစားတောက်ခြင်းပြုခဲ့ရသည်တို့ရရင်သူသည်သူ၏ကိုယ်ကိုဆင်းရဲပင်ပန်းလှသည်သို့မဟုတ်ဒုက္ခခံရသည်ဟုအနှဲငယ်မျှမထင်ခဲ့ကြ သူဒီသူနှစ်သက်ခုံပင်သောအလုံးနဲ့လှုပ်ချင်ကန်ချင်လာသောအလုံးကိုသူ၏သဘောတခုတည်းအတိုင်းလွတ်လွတ်လပ်လပ်လှုပ်ကန်နေရသဖြင့်ပျော်ပင်ပျော်သေး၏ယခုခါ၌သူသည်ဥစ္စာပစ္စည်းများစွာချမ်းသာကြွယ်ဝလှသောကြီးတော်လုံးသူ၏အယိတ်အာဝါတာအောက်တွင်ခိုလုံနေထိုင်ရပေသည်သာသမီတယောက်မျှမရှိရှာသောထိုမယ်ကြီးသည်တူဖြစ်သော၎င်းညီမ၏သားကို၎င်း၏သားရင်ကဲ့သို့ချစ်ခင်လာပေသည်အလိုလားရေးပေးလာပေသည်တူလုံးသူအတွက်ဘာမှလိုလေသေးမရှိအောင်စီမံခန့်ခွဲ၍ထားလေသည် ။စပယ်မြိုင်တိုက်ကြီးနှင့်ခြံကြီးတို့သည်ရာသီဥတုဤတန်းကိုကောင်းစွာကာကွယ်ခြင်းပြုယုံမြမကအနေရထံရလည်းစီးစင်ရှိလာသည်။အစားအသောက်သည်လည်းရခင်တော်ကြုံအောင်ကြများ၌စားသောက်ရသောအစားအစာများထက်နှိုင်းရှိ၍မရအောင်ကောင်းမွန်လာပေသည်။ဒီကဲ့သို့ပင်ဖြစ်စေဆရာဝန်ကြီးဦးလန်းဝေသည်၎င်း၏ကြီးတော်လောက်သူမသိမိကပင်၎င်းအမွေပေးထားပြီးဖြစ်သောစပယ်မြိုင်ခြံကြီးနှင့်တိုက်ကြီးတို့ကိုတောလက်ကြီးရွာအရက်များမှလာပပန့်မောလာခြင်းရန်ကုန်မြို့တော်မှစီဥထော့ပန်များထက် လေသမားတဲဘုံမှာငပိတောင်းနေခြေလုံးပြုတ်ဟင်းချူကိုသူသည်ပို၍မှတ်ပေါ်ခြင်းရှိခဲ့လေသည်ညပင်များတွင်ဆရာဝန်ကြီးဦးလန်းဝေသည်တော်တော်နှင့်အိပ်ဆက်၍မပြောတတ်ချေသူသည်နှစ်ပေါင်းများစွာမြန်မာနိုင်ငံအနှံ့ပြား၌သူလောက်ကန်ဆောင်ရွက်ခဲ့သောအကြောင်းအရာနှင့်ဖြစ်ပျက်များကိုပြန်လည်စဉ်းစားနေလေရှိသည်လွမ်းစွတ်နေတတ်လေရှိသည်အလောက်လက်မဲ့ဆရာဝန်ကြီးတူဖြစ်ဖြင့်နလတာတာ၃လခန့်အကြာတညနိုင်ဆရာဝန်ကြီးဦးလန်းဝေသည်၎င်း၏ထုံးစံအတိုင်းအိပ်ဆက်ရမရသဖြင့် ဗြိတိရှ်ဘဟုဆေးကောင်စီမှထုတ်ဝေသောဆေးပညာပန်းဆိုင်ရာမဂ္ဂဇင်းတစ်စောင်ကိုဖတ်ရှုနေလေသည်သူသည်ဒုတိယကမ္ဘာစစ်ကြီးပြီးဗြိတိန်နိုင်ငံတွင်ဥရေတရက်ဖြင့်ပြတ်ထန်းလိုက်သောတမျိုးသားလုံးဆိုင်ရာကျန်းမာရေးဝန်ထမ်းလုပ်ငန်းအကြောင်းနှင့်ပတ်သက်ရည်သားထားသောစောင်းပါတစ်စောင်ကိုစိတ်ပါဝင်စားစွာဖတ်ရှုနေပေသည်ထိုစောင်းပါကိုရေးသူမှာလော့ဒ်ကိုဟင်ဆိုသူဖြစ်၍စောင်းပါရှင်သည်ဆေးသိပ်ပံတန်နှင့်ပတ်သက်၍များစွာအကျိုးပြုတိုးပွားစေခဲ့သောစေတိတ်ပံဘာမောက်ခကြည်တူလည်းဖြစ်လေသည် ဖြစ်တင်ရှိအများပြည်သူတို့၏လုံခြုံရေးနှင့်ကာကွယ်ရေးတို့အတွက်သုံးစွဲခြင်းပြုရသောငွေကြေးပမာဏများနှင့်လက်နက်ကင်တပ်ဖွဲ့များအတွက်သုံးစွဲခြင်းပြုရသောငွေကြေးပမာဏကလွဲလင်းပြည်သူတို့၏ကျန်းမာရေးအတွက်သုံးစွဲခြင်းပြုသောငွေကြေးပမာဏသည်ဒုတိယများဆုံးပင်ဖြစ်သည်1949 50နှစ်များစီကတစ်နှစ်လင်းပြည်သူကျန်းမာရေးအတွက် ရွှေတင်းကတန်ပေါင်း400မြသုံးဆွဲခြင်းပြုလျက်ရှိရာမှတနည်းထက်တနည်းတိုးတက်သုံးဆွဲလာခဲ့ရာ1900 59 60ခုနှစ်များတွင်ရွှေတင်းကားတန်ပေါင်း900များအထိတိုးတက်သုံးဆွဲလာခဲ့လေသည်ရင်းတို့စိတ်ဝင်စားပွဲကောင်းလာသောဆောင်းပါးတဆောင်ကိုစူးစိုက်ဖက်ရှုနေကဲတစုံတရာဤနာနာချင်းချင်းကြီးတွားတန်လိုလိုအတန်တစ်ခုကိုသူတည်ကြလာရလေသည်ထို့ကြောင့်သူဖက်ရှုနေသောမက်ဂဇင်းကိုဘေးသူချကနားဆွင့်နေမိအချိန်မှာညနာရီပြန်တစ်ချက်တီးခန့်ရှိနေပြီဖြစ်၍စပယ်မြိုင်တိုက်ကြီးနှင့်ဘေးပတ်ဝန်းကျင်တဝိုက်သည်တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေလေသည် ခက်စောစောကစာဖက်နေရာမှာကြားလိုက်ရသောတစုံတယောက်ဤညီတော်တန်ကိုနောက်ထပ်သူသည်မကြားရတော့ချေသူသည်ထိုကဲ့သို့လူနာများဤညီညူတန်ကိုကြားနေကြဖြစ်၍စိတ်တွင်ဆွဲလန်းကကြားနေရခြင်းများဖြစ်လေသလိုဥလဝေသည်ထိုကဲ့သို့စဉ်စားတွေးတောမိသည်ဖြင့်ဖက်လက်ဆမဂဇင်းကိုဆက်လက်ဖတ်ရှုရန်ပြန်၍ကောက်ယူလိုက်လေသည်ရင်းတို့ကောက်ယူ၍ဆက်လက်ဖတ်ရှုတော်မူအပြုတွင် သူသည်ခက်စောစောကညဉ့်ညူတန်ကိုပင်ထက်မှန်ကြရပြန်လေသည်ထို့ကြောင့်သူသည်ဖက်ရှုလက်ဆောင်ဖြစ်သောဆောင်းမကိုမဖက်ဖြစ်သေးပဲနားကိုဂယူးဆ၍ဆွန့်ထားလိုက်မိပေသည်ဝိရဏတဘာဘာကိုနာနာချင်းချင်းခန်းစားနေရမှညဉ့်ညူလိုက်သောလူမမာတူ၏အတန်ကိုသူသည်တစထက်တစပိပိတတကြီးကြားလာရပေသည် ထိုအတန်သည်အဖေကလာသည်နီထိုလူမမာသည်အဖေသူဖြစ်သည်နီညဉ့်ညူတန်သည်၎င်းကြီးတော်ကြီး၏အခန်းပတ်စီမှဖြစ်လေသည်အတန်မှာလည်းထိုမဲကြီး၏အတန်ဖြစ်သည် ဆာဝင်ကြီးဦးလောင်ဝေသည်စာဖတ်နေသောပလက်ကလတိုင်းထက်မှကမန်းကရန်ထလာ၏ထို့နောက်သူသည်ကြီးတော်ကြီးလှုပ်သူအိတ်ဆက်သောခန်းဘက်သို့အပြေးကလေးထွက်လာခဲ့လေသည်မဲကြီးအိတ်ဆက်သောခန်းတွင်၌မှောင်နေသည်ဖြင့်သူသည်မိခလုတ်ကိုရှေးဥစွာဖွင့်လာရသည်ကဒင်မော်ရင်ထိုမဲကြီးသည်လူမန်းသူမန်းမသိနိုင်လောက်အောင်အပြားတက်ကတတိလစ်နေပေသည်သမားတရင်လာပြီဖြစ်တော်ညလည်းအပြင်းဖြားကလူမန်းသူမန်းမတိနိုင်လောက်အောင်တတိလစ်နေသော လူမပါကို တွေ့မြင်လိုက်ရပင်လင် ဦးလဝေသည် မျက်လုံးပြူးသွားသည်အစာပထမ၌သူသည်ဘာလို့လို့ဘာကံရမှန်းမသိနိုင်လောက်အောင်ဖြစ်သည်စေတမများသည်အခြားခြားသောလူနာများကိုသာလင်ကုစားတတ်တော်လဲ။၎င်းတို့၏သွေးသားများထဲမှလူနာများကိုမူမကုစားတတ်ဆိုသောစကားသည်ဟုတ်များဟုတ်နေလျော့သလား။ဒေါက်တာလန်းဝေသည်အတန်ကြာမျှရက်က၎င်း၏ကြီးတော်လူမမာကိုမျက်လုံးပြူသားဖြင့်ငေးဆိုင်ကြည့်နေမိလေသည်။သူသည်သူ၏ကိုယ်ကိုပြန်လဲတတိယအောင်တော်တော်ကြီးတတိပေးလှုံ့ဆော်ခြင်းပြုနေပုံလဲရလေသည်။ ၎င်း၏ကိုကိုသတိပြန်ရလင်ရခြင်းဒေါက်တာလွမ်းဝေသည်လူနိုင်လက်ကိုသွေးဆန်းကြည့်လေသည်ထိုသို့လက်ကိုသွေးဆန်းရင်းဆောင်ဝင်သည်မျက်လုံးပြူလျက်ရှိသည်လက်သွေးကြောသည်ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်တိုးနေပေသည်လက်သွေးကိုဆန်း၍ပြီးစီးသောအခါသူသည်လူနိုင်နဖူးပြင်နှင့်လက်ပွားခြေပွားများကိုတစ်ခုပြီးတစ်ခုလှည့်မြန်စွာဆန်းသက်ကြည့်လေသည်အပူချိန်ဒီရဲ့ဘဲများတက်နေသည်မသိတို့ရရင်ကြောက်မက်ဖွယ်ရာစိုးရင်ဖွယ်ရာတက်နေသည်ကိုကဥလဝေတီကောင်းစွာသိရှိလိုက်သည် တမတ်တက်ရနေပြီဖြစ်သောဦးလန်းဝေသည်ပြတာချိန်ကိုပင်အုံပြူနေစရာမလိုလာ၍၁၅နှင့်၁၆ဒီဂရီပတ်ဝန်းကျင်တွင်ရှိလိမ့်မည်ဆိုသောအချက်ကိုကောင်းစွာတက်ချက်ခံမနိုင်လေသည်သူသည်ဘာလို့ရမည်နည်းရှားဝင်ကြီးတူးအနေနှင့်ထိုမဲ့ကြီးအတွက်သူနာပြူဆရာမတူးလိုသည်ကိုသူသည်စဉ်းစားမိလေသည်တို့ရရင်ယခုချိန်၌သူနာပြူဆရာမတယောက်ကိုအဘဲသို့လိုက်လံရှာဖွေရမည်နည်းချက်ချင်းဆိုသလိုပင်သူသည်သူ၏တပည့်ကြောင့်မနော်ကိုတရိယာလေသည်ထို့ကြောင့်သူသည်လူမမာခန်းတွင်မှကရိုက်ကြိုက်ထွက်လာပြီးနောက် မတော်အိဆက်တော်အိအောက်ထက်သို့ပြင်းစင်လာခဲ့သည်သူသည်ငယ်ရွယ်သူတို့၏ဘာသာပါဝါအိရွေကောင်းနေတော်ချိန်တွင်နှိမ့်နှိမ့်ချာချာအိမောကြလျက်ရှိသောမတော်ကိုအိရာထက်မှအတင်းဆွဲထူကတို့ရ၏ထို့နောက်အိပေါ်ထက်သို့ကတိုက်ကြိုက်ဆွဲခေါ်ခဲ့လေသည်ဆရာကောင်းတပည့်ဖြစ်သူမနော်သည်လူမမာဖွားကြည့်ဤလက်သွေးကိုသူ့ဖာသာဆန်းကြည့်ရင်သူ့ဤဆရာအားအလက်တကြားလှမ်းကြည့်သည်ဒေါက်တာလန်းဝေက၎င်းလုံးရကံရမည်အလောက်ချောင်းကိုခေါင်းအေးအေးထား၍စဉ်းစားနိုင်ရန်အားထုတ်နေပုံပေါ်သည် မနော်ဒီလူမမာဤသွေးတိုးကိုစမ်းသပ်ကြည့်ရှုပြီးနောက်၎င်းဤဆရာအားလှမ်းရွေကြည့်ရှုရင် အဖျားတော်ရိုးရိုးမဟုတ်နိုင်လောက်ဘူးထင်နေတော့ဆရာဟု၎င်းဤထင်မြင်ချက်ကိုမရေတရေပြောလေသည်ဦးလဝေသည်မနော်ဤထင်မြင်ချက်ကိုကြားလိုက်ရလင်ကြားလိုက်ရခြင်းစက်သိမ့်မွေးညင်းများပင်ထသွားသည်မနော်ဒီမြည်သည့်ဆဲသိမ့်ပံနိုင်မြဆဲသိမ့်ပံအတက်ကိုတင်ကြားခြင်းမပြုခဲ့ရတော့သူတယောက်မဟုတ်တော့လဲ လူနာပေါင်းမြတ်များစွာနှင့်ဆက်ဆံခဲ့ပူသောလူတစ်ယောက်တော်ကဖြစ်လေသည်ဒေါက်တာလွန်ဝေကမနော့ကိုအလန့်တကြားကြည့်ရှုလျက်ရှိရာမှမိမလို့ထင်တယ်ကမနော့ဟုမေးမြန်းလိုက်ရာ တိုက်ဖိုက်ဖြစ်ခြင်းနဲ့ဖြစ်နေနိုင်တယ်နော်ဆရာမနော့က၎င်း၏ထင်ပြချက်ကိုရဲရဲတင်းတင်းနဲ့စိတ်ချလက်ချထုတ်ဖော်ပြောကြားခြင်းပြုလိုက်ပေသည်ဆောင်ဝင်ကြီးဦးလွန်ဝေသည်တတိလှင့်နေသောလူမမအီချိန်ရင်ဘက်တွင်ရက်ခါချီတုံချတုံဖြစ်နေသည် ထို့သောချီတုံချတုံဖြစ်နေရသည့်အခိုက်မှာပင်၎င်း၏ခြေနေနှင့်အကြောင်းကိုလည်းရုတ်တရက်စဉ်းစားမိလေသည်သူသည်စေသိပံတက်ကိုတက်ကြွန်းသော စေသမတူဖြစ်သည်တမတဲ့ရင်လာပြီဖြစ်သောစေသမတူလည်းဖြစ်လေသည်သို့ရာတွင်သူသည်မြန်မာနိုင်ငံဆရာဝန်များမှတ်ပုံတင်စီရင်မှပယ်ဖြတ်ခြင်းကိုခံထားရသောစေသမတူမျှသာဖြစ်လေသည်သူသည်စေသိပံတက်ကိုတက်ကြွတော်လဲထိုတက်ပညာကိုအုံချောက်ခွင့်မရှိတော့သောလူတယောက်လည်းဖြစ်နေသည် ချင်းခင်ကသူဒီလူနာမန္တမြကိုစီရဲချမ်းသာကြောသားရင်သာမခွဲပဲစေကုသခဲ့မိတဲ့ဖြင့်ဆရာဝန်ဘဝမှာရက်ဆိုင်ခြင်းကိုခံကြရသူတူလည်းဖြစ်သည်ယခုခါရင်ထိုကဲ့သို့ဆရာဝန်တူဤဖြစ်မှရက်ဆိုင်ထားခြင်းခံနေရသောလူတယောက်နေနှင့်သူဒီမိမိတတ်ပညာကိုအပေတို့အသုံးချနိုင်ခွင့်ရှိနေသေးသည်နီမိမိအားပိတ်ပင်ရက်ဆိုင်ထားသောအခွင့်အရေးကိုမိမိသဘောတခုတည်းနှင့်အသုံးချမည်ဆိုလျှင်မိကဲ့သို့ဖြစ်ပျက်လာလေအောင်မည်နီဒေါက်တာလောင်းဝေသည်လူမမအီချင်းဘက်တွင်ရက်၍ငိုင်းကာစဉ်းစားလျက်ရှိသည် ကရင်ပေါ်တွင်၎င်း၏ကိုကိုဘာဖြစ်နေမှန်မသိနိုင်လောက်အောင်တတိလင့်နေသောလူမမသည်၎င်းမိခင်ရမဖြစ်သည်၎င်း၏ကြီးတော်လည်းဖြစ်သည်ထိုလူမမသည်ငယ်ရွယ်သောမောင်လဝေကိုယခုကဲ့သို့ဆရာဝန်ကြီးတယောက်ဖြစ်လာအောင်ဆုံးခန့်တိုင်ပညာသင်ကြားပေးလာခဲ့သောဂျေဇုရှင်မကြီးလည်းဖြစ်သည်၎င်းဖန်စီချုံနောင်ခံရစဉ်ဦးလဝေအတွက်ရုံးပြေကတာသို့ပင်တယောက်ရေးဆိုခဲ့သောအမေကြီးလည်းဖြစ်၏တကယ်ဆိုတော့ထိုအမေကြီးသည်၎င်း၏မိခင်နှင့်ပါများထူပါသေးသည်နိ ဒေါက်တာလွန်ဝေသည်တက်ပြင်းကိုခက်ပြင်းပြင်းချလာ၏သို့သောဦးခန်းကိုနာနာလေးခံရရင်မနောအိမ်အောက်ထက်ကထမင်းချက်တဲ့ဟိုဖိုးကြီးဖွားကြီးလင်းမြတွားခေါ်လာခဲ့စမ်းကွာဟုဆိုလိုက်လေသည်မနောသည်၎င်း၏ဆရာကိုနားမလည်နိုင်တကယ်သူတစ်ချက်မြလှဲ့ကြည့်ပြီးနောက်ကျွန်တော်အပ်ပြုတ်လိုက်ရတော့မလားဆရာဟု၎င်းသိရှိပြုလုပ်ချင်ဟန်တူသောကိစ္စကိုမေးမြန်းနေပြန်သည်ဓာရီကိုမိဟုငါမမခိုင်းနာကွာမနောငါခိုင်းနာတာမြန်မြန်လုပ်ချည်စမ်း ဦးလုံးဝေကခက်တူတူပဲပြောဆိုလိုက်သည်မနော်သည်နောက်ထပ်ပေါမမင်းမြန်ပြောဆိုခြင်းမပြုတော့ချေသူသည်ဆရာကောင်းတပိပီပီဆရာစီကန်းလိုက်သည်ကိုသာဆောင်ရွက်ရန်အောက်ထပ်သူခက်တုတ်တုတ်ပြေးစင်းသွားလေသည်ဒေါက်တာလုံးဝေသည်လူမမအမေကြီးကိုနေရထိုင်ရတတ်တာအောင်ပြင်ဆင်ပြုလုပ်ပေးပြီးနောက်တန်အင်အင်းနှင့်ညီနေသော ထိုမေကြီးကို မကြည့်ရနိုင်တကယ်သို့တဖက်သို့မျက်နှာလွှဲ၍နေလေသည်သူသည်မိမိအဖြစ်ကို စိတ်နာကြီးနေပုံရ၏ မြန်မာနိုင်ငံအားအလျားလိုက်တော်၎င်းအနံလိုက်တော်၎င်းလှည့်လည်၍ဆေးကုခဲ့သောရှားဝင်းကြီးတူသည်သူ၏ပြီးခင်နှင့်မချားလာသောကြီးတော်ကြီးကြာကာမှဆေးပကုစားနိုင်ရှာခြင်းထိုခိုက်တွင်မနော်နှင့်စပယ်မြိုင်အင်ကြီးတွင်ထမင်းဟင်းများချက်ပြုတ်ကျွေးနေသောဥခန့်နှင့်တော်လှတို့လင်များသည်ပြပြတလဲအခန်းတွင်သို့ဝင်လာကြလေသည်လင်များနေရာစလုံးတွင်၎င်းတို့၏တခင်မကြီးတော်တော်စု၏ဖြစ်အင်ကိုကြည့်ကမျက်စိမျက်နှာပြက်လျက်ရှိနေကြလေသည် ဒေါက်တာလုံးဝေသည်၎င်းအရေးတကြီးသိရှိလိုသောအကြောင်းကိုသာခက်တုတ်တုတ်ခက်တုတ်တုတ်မေးမြန်း၏ကားတိုင်းကြီးကြီးစုနေမကောင်းဖြစ်ရင်ဘယ်ဆရာဝန်ကိုခေါ်တယ်လဲဆိုတာဥခန့်တို့ဒေါ်လာတို့သိရင်ကျွန်တော်ပြောပြစမ်းပါထိုလင်မြားနှစ်ယောက်တို့သည်တယောက်မျက်နှာကိုတယောက်ကြည့်နေကြ၏တို့ရရင်ဒေါက်တာလုံးဝေသည်အရေးတကြီးတောင်းနေသောအဖြစ်ကိုရုတ်တရက်မပေးနိုင်ပေခင်ဗျားတို့မသိကြဘူးလားဟင်ဒေါက်တာလန်းဝေကအပြစ်တင်ချင်တော်လေးတံမျိုးဖြင့်မေးလိုက်တော့မှ ဒေါက်တာ၆ထရီဆိုတဲ့ဆရာဝန်ကြီးကိုခေါ်တတ်ပါတယ်။ဒါပေမဲ့ဒေါက်တာ၆ထရီကလည်းလွန်ခဲ့တဲ့၃လလောက်ကမှဘင်္ဂလားပြန်သွားပါတယ်။ဟုဥခန်းကသူသိရှိသမျှကို ပြန်ပြောလေသည်။အဲ့ဒီဆရာဝန်ကြီးပြန်သွားပြီးရင်နောက်တခြားဘယ်ဆရာဝန်များခေါ်ရပါသေးတယ်လဲဗျာ။ဒေါက်တာလန်းဝေက၎င်းသိရှိလို့တော့အကြောင်းအရာကိုသာမေးမြန်းလေရာ။ဒီတော့တွင်းတော့မင်းကတော်ကြီးကလည်းကြမ်းကြမ်းမာမာနဲ့မူဆရာဝန်တကားမှခေါ်ရတယ်လို့မရှိပါဘူးဒေါ်လာကဒေါက်တာလန်းဝေကိုအပြည့်ပေးလေသည် ဒါဖြင့်ဒီနီးနားတဝိုက်မှာကောဆရာဝန်တယောက်ယောက်များရှိသလားဦးခန်းနဲ့ဒေါ်လာတို့လင်များသည့်တယောက်မျက်နှာကိုတယောက်လှမ်းကြည့်နေပြန်သည်ဒေါက်တာလွန်ဝေဤမေခွန်းကိုရုတ်တရက်ပြန်မဖြေကြကြနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်ပါမယ်ဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ချစ်ပါတူတာပါ။